နှလုံးကုန်နှေးတာကိုလုံးဝပေါ်စားလို့မရပါဘူး။ဘာဖြစ်လဲဆိုတော့နှလုံးကုန်ယုတ်တရက်နှေးသွားတဲ့အချိန်မှာနှလုံးကုန်ယုတ်တရက်ရက်တန့်သွားနိုင်ပြီးတော့အသက်သေဆုံးနိုင်ခြင်းရှိလို့ပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်နှလုံးကုန်လုံးနှေးတဲ့အကြောင်းပြောမယ်ဆိုတော့အရင်ဆုံးပုံမှန်နှလုံးကုန်လုံးစသိဖို့လိုတာပါနော်။အဲ့တော့နှလုံးကုန်နာနဲ့ပတ်သက်တဲ့အကြောင်းရင်းတော့ကျွန်တော်ရှေ့ကနှလုံးကုန်မြန်တဲ့ဗီဒီယိုမှာသေးသေးပြပြထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်မလို့အဲ့မှာပဲတိကျပြန်ကြည့်လိုက်ပါပေါ့နော်။အဲ့တော့ပုံမှန်နှလုံးကုန်လုံးနည်းဆိုရှင် ်ငွေကိစ္စကလေးကနေပြီးအသက်တစ်နှစ်အထိဆိုလို့ရှိရင်တရာကနေ160ပေါ့နော်10မိနစ်မှာအချိန်တရာကနေ160ကြားဆိုပုံမှန်ပဲတရာအောက်ဆိုရင်နှလုံးခုန်လုံးနှစ်ရက်တက်မှတ်တယ်160အထက်ဆိုရင်နှလုံးခုန်လုံးမြန်နေတက်မှတ်တယ်အသက်တစ်နှစ်နဲ့3နှစ်ကြားမှာဆိုတော့90နဲ့150ကြား90အောက်ဆိုရင်နှလုံးခုန်လုံးနှစ်ရက်တက်မှတ်တယ်အသက်3နှစ်နဲ့9နှစ်ကြားဆိုရင်တော့ကျွန်တော်တို့က80နဲ့140ကြားအသက်80အောက်ဆိုရင်ကျွန်တော်တို့ကနှလုံးခုန်လုံးနှစ်ရက်တက်မှတ်တယ်9နှစ်နဲ့12နှစ်ကြားဆိုရင်တော့80နဲ့120ကြား 80အောက်ဆိုရင်နှလုံးခုန်လုံးနေရတတ်မှတ်တယ်။အသက်70နှစ်ကစပြီးတော့နောက်ပိုင်းပေါ့နော်အသက်ကြီးွားတဲ့အထိကြတော့ကျွန်တော်ပုံမှန်တိုက်ဖြစ်သွားပြီ။60နဲ့100ကြား60အောက်ဆိုရင်နှလုံးခုန်လုံးနေရတတ်မှတ်တယ်။ဒီ100အသက်ဆိုနှလုံးခုန်လုံးမြန်နေတတ်မှတ်တယ်။သို့တော်ညားလေပေါ့နော်။ဒီအာကစားသမားတွေရဲ့နောက်ချက်ကနောက်ကျွန်တော်အိတ်နေတဲ့အချိန်ဒီမှာတိုင်းတဲ့အခါမျိုးတွေနောက်ပြီးကျမ်းမာတဲ့လူငယ်တွေမှာဆိုတခါကြိုက်နှလုံးခုန်လုံးက60နဲ့40ကြားမှာရှိနေတတ်တယ်။အဲ့တော့60အောက်ဆိုနှလုံးခုန်လုံးနေရဆိုတော့ချို့ရီကြောက်သွားမှာဆိုလို့တကယ်တကယ် ကျမ်းမာတန်ဆွမ်းတဲ့လူငယ်တယောက်ဒါမှမဟုတ်ရှင်အာကစားသမားတယောက်ဒီနှလုံးခုန်လုံးနှီးနေတတ်တဲ့40လောက်ထိကျွန်တော်လက်ခံပြီးလို့ရတယ်40 45ပြဿနာမရှိဘူးဒါပေမဲ့အသက်ကြီးရဲ့လူဆိုတော့ပြဿနာရှိတယ်အသက်ကြီးတဲ့ဖိုးဖွားတွေပေါ့နော်60ကျော်တွေ50ကျော်တွေကခုနပြောတယ်ကျွန်တော်တို့60နဲ့40ကြာဖြစ်နေမှာဆိုရင်နှလုံးခုန်လုံးနှီးတဲ့ဒါအန္တရာယ်ရှိတယ်လူငယ်ပိုင်းတွေကတော့နှလုံးခုန်လုံးနှီးတာဖြစ်နိုင်တယ်အာကစားသမားတွေကနှလုံးခုန်လုံးနှီးတာဖြစ်နိုင်တယ်ဒါကတော့နှလုံးခုန်လုံးနှီးတာနဲ့ပတ်သက်ပြီးတော့တည်တည်တိုက်တိုက်တဲ့အချက်တွေပဲဖြစ်ပါတယ် ုဆက်ပြီးတော့ကျွန်တော်ဒီနှလုံးကုန်လုံးနှေးတဲ့ဖြစ်စေတဲ့အကြောင်းရင်းတွေကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးပါမယ်เนาะအဲ့တော့နှလုံးကုန်လုံးနှေးအောင်ဖြစ်စေတဲ့နှလုံးနဲ့ပတ်သက်တဲ့အချက်တွေလည်းရှိတယ်တခြားယောဂါတွေလည်းရှိတယ်ပေါ့เนาะအဲ့ဒီမှာမှာနှလုံးနဲ့ပတ်သက်တဲ့အချက်တွေကတော့ဒီနှလုံးကုန်နာကိုလှုပ်ဆော်တယ်လျှက်စီးလိုင်းထုတ်တဲ့နှလုံးတ िश ူတွေပျက်စီးသွားတယ် six sinus syndrome လို့ကျွန်တော်ခေါ်တယ်ပေါ့เนาะအဲ့ဒီယောဂါမှာလည်းနှလုံးကုန်လုံးနှေးတဲ့တဲ့ပြီးတော့ heart attack ရတဲ့အခါပေါ့เนาะရုတ်တရက်နှလုံးဖောက်တဲ့အခါမျိုးတွေနှလုံးကြက်သားပျက်စီးတဲ့အခါမျိုးတွေပေါ့เนาะအဲ့လိုအဲ့လိုအခါမျိုးတွေမှာလည်းနှလုံးကုန်လုံးနှေးတဲ့တဲ့ အသက်အရွယ်ကြီးလာလို့နှလုံးတစ်ရှူတွေထိကြိုက်တာလို့ရှင်လေနှလုံးခုံလုံးနှေးတက်တယ်နောက်တစ်ချက်ကမွေးရပါနှလုံးရောဂါတခုရှိလို့ရှင်လေကျွန်တော်တို့ကဒီနှလုံးခုံလုံးနှေးတက်တယ်နှလုံးကြွက်သားရောင်ရမ်းတဲ့အခါကျရင်လေနှလုံးခုံလုံးနှေးတက်တယ်နှလုံးကိုစီးကျက်မမှန်တဲ့အခါကျရင်လေနှလုံးခုံလုံးနှေးတက်တယ်နောက်တစ်ချက်ကနှလုံးဒီနှလုံးရောဂါအတွက်ခွဲစိတ်ကုသမှုတခုလုပ်ထားပြီးပြီဆိုလို့ရှင်လေနှလုံးခုံလုံးနောက်ပါနောက်ဆက်တွဲမှာနှေးတက်တယ်ဒါနှလုံးနဲ့ပတ်သက်တာတွေပေါ့နှလုံးနဲ့မပတ်သက်တာတွေရှိတယ်အဲ့ဒါတော့ thyroid hormone ကိစ္စပေါ့နော် သာရိုက်ဟော်မုန်းနဲ့ပတ်သက်ရင်ကျွန်တော်နှလုံးကုန်လုံးမြန်တဲ့အကြောင်းမှာပြောပြပေးသွားပြီနှလုံးကုန်လုံးမြန်တဲ့အချိန်မှာဆိုသာရိုက်ဟော်မုန်းတွေတအားများတဲ့ hyper thyroid ကြောကမှာဆိုလို့ရှိရင်နှလုံးကုန်လုံးမြန်တတ်တယ်ပြောင်းမြန်ပြန်ပြောမယ်ဆိုရင်သာရိုက်ဟော်မုန်းနည်းတဲ့ hypothyroid ရောဂါမှာဆိုရင်တော့နှလုံးကုန်လုံးနှေးတက်တယ်။နောက်တစ်ခုသွေးထဲမှာပေါ့နော်ဓာတ်စားတက်တယ်ဖြစ်တယ်။ potassium နဲ့ calcium တတ်ထုတက်တယ်ကမညီမမျှဖြစ်တာပေါ့။မညီမမျှဖြစ်တယ်ဆိုတော့များတာဖြစ်နိုင်တယ်၊နှေးတာဖြစ်နိုင်တယ်။အဲ့လိုမျိုးအခြေအနေမျိုးတွေမှာလည်းနှလုံးကုန်လုံးနှေးတက်တယ်။ နောက်တစ်ခုကဝါးတဲ့လူဒီမှာဖြစ်တတ်တဲ့ obstructive sleep apnea ပေါ့နော်အိပ်ပျော်နေတဲ့အချိန်မှာတက်ရှူတန်းကြောင့်ရုတ်တရက်ရက်တက်တဲ့ယောဂါမှာလည်းနှလုံးခုန်လုံးနှေးတာမျိုးဖြစ်တတ်တယ်ဆေးတွေတောက်တာမျိုးပေါ့နောက်တစ်ခုကဒီအိတ်ဆေးတွေမွေးရဆေးတွေစိတ်ယောဂါမှာသုံးတဲ့ဆေးတွေနောက်တစ်ချက်ကနှလုံးခုန်စီးကျက်မမှန်အောင်ကုတဲ့ဆေးတွေတောက်နေရတဲ့သူတွေမှာလည်းနှလုံးခုန်လုံးနှေးတတ်တယ်နောက်တစ်ခုကဓာတ်ရောင်ကြီးကုသမှုခံယူနေရတဲ့သူတွေမှာလည်းနှလုံးခုန်လုံးနှေးတတ်တယ်ခန္ဓာကိုယ်မှာအပူချိန်တွေတအားကျပြီးအေးဆက်နေတဲ့သူတွေပေါ့နော် ချို့တွေကြတော့ခန္ဓာကိုယ်ပူချိန်တအားကျနေတက်တယ်အဲ့လိုလူတွေမှာလည်းနှလုံးခုန်လုံးနှေးတက်တယ်အဲနောက်တစ်ခုကအုံနောက်နဲ့ပတ်သက်တာပေါ့အုံနောက်မှာဖိအားများပြီးတော့အုံနောက်တွင်းမှာဖိအားတက်နေတဲ့ intracranial hypertension လို့ခေါ်တဲ့ condition တခုမှာလည်းနှလုံးခုန်လုံးနှေးတက်တယ်အဲနောက်တစ်ခုကကိုယ်လေးချိန်တိုးမှာဆိုပြီးတော့ကြောက်ပြီးတော့အစာမစားတဲ့သူတွေပေါ့ဗျာပြောရရင်တော့အဲ့ယောဂကိုခေါ်တာရှိတယ် anorexia nervosa လို့ခေါ်တယ်အဲ့တော့အစာလုံးဝမစားဘဲနဲ့တောက်လျှောက်အစာငတ်ခံတဲ့သူတွေမှာလည်းနှလုံးခုန်လုံးနှေးနေတတ်တယ်အဲနောက်တစ်ခုကတော့ မျိုးရပါနှလုံးခုန်လုံးနှေးတာပေါ့မျိုးမာဟိုကမိဘမှာနှလုံးခုန်လုံးနှေးတယ်ကို့မှာလည်းလိုက်နှေးတယ်ပေါ့နော်ဒါမျိုးကြတော့ကျွန်တော်တို့ကယောဂါထူလို့သတ်မှတ်လို့မရဘူးပေါ့ဒီလိုအခြေအနေမှာနှလုံးခုန်လုံးနှေးနေနိုင်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနှလုံးခုန်လုံးနှေးတာနဲ့ပတ်သက်တဲ့ယောဂါလက္ခဏာတွေကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးတော့ပါမယ်အဲ့တော့နှလုံးခုန်လုံးနှေးမယ်တချို့ကကိုယ့်ကိုယ်သတိမထားမိကြအောင်ရင်ဘက်ထဲမှာတလက်လက်ဖြစ်တယ်ပါညာတချို့နှလုံးခုန်လုံးနှေးတော့ကိုယ့်ကိုနှလုံးခုန်လုံးမြန်တယ်လို့ထင်တဲ့လူတောင်ရှိသေးတယ်အဲ့တော့တကယ်တကယ်တန်းကြည့်တော့မှနှလုံးခုန်လုံးမြန်တာမဟုတ်ဘူးနှလုံးခုန်လုံးနှေးတာဖြစ်နေတတ်တယ် ဲ့တော့ဒါပေမဲ့နှလုံးကိုနှေးတာနဲ့အတူစေကန်းလာပြတဲ့အခါမှာနောက်ထပ်ရောဂါလက္ခဏာတွေပါတွေ့ပြီဆိုရင်တော့အဲ့ဒါအနေရှိပြီဘယ်လိုလက္ခဏာတွေလဲဆိုတော့နှလုံးကိုယ်လုံးနှေးရတယ်လို့အသက်ရှူမဝတာတွေနော်ရင်ဘတ်အောင့်တာတွေခေါင်းမူးတာတွေနော်မောပန်းလွယ်တာတွေခဏလေးနည်းနည်းလေးလှုပ်လိုက်တာနဲ့အလုပ်လေးနည်းနည်းလေးလှုပ်လိုက်တာနဲ့လမ်းလေးနည်းနည်းရှောက်တာနဲ့မောတာပါနော် နောက်ချက်ကချိန်လုံးနှုံးနေတာနောက်ပြီးတော့မူးမေ့ပြီးတော့တတိခဏခဏလက်တာအလုပ်တစ်ခုလုပ်ရင်အအောင်ဆူဆက်ဖို့ခက်ခဲနေတာနောက်ပြီးတော့ရင်တုံတုံနေတာ ရင်တုံတိုင်းရင်တုံတာမဟုတ်ဘူးเนาะရင်တုံတိုင်းတစ်ခါကျတော့ရှင်သူ့ဖုံလုံးမြင်တာမဟုတ်ဘူးရင်တုံပေမဲ့နှလုံးကုန်လုံးနှေးတဲ့လူတွေမှာလည်းရင်တုံတက်တယ်အဲ့ဒါသိထားဖို့လိုတယ်နောက်တစ်ခုကအသက်ကြီးရဲ့လူနိုင်မှာဆိုရင်ရုတ်တရက်မိမိလွယ်တာပေါ့တခုဆိုသတိမမှတ်မိတော့တာနောက်ချက်ကတော့အဲ့ဒီအချိန်မှာခေယောင်ကနန်းဖြစ်တာမျိုးတွေအခုကျွန်တော်ပြောရဲ့လက္ခဏာရင်းနဲ့တွဲပြီးတော့နှလုံးကုန်နှေးရရင်နဲ့တွဲဖြစ်နေပြီဆိုရင်တော့တေချာပေါ့ကုသမှုခိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်အခုတမရေးပြဿနာတွေကိုဒေါက်တာယူပန်းနဲ့အွန်လိုင်းကနေပဲဖြစ်ဖြစ်လူကိုယ်တိုင်းဈေးကန်းကိုလာပြီးတော့ဆွေးနွေးကြတယ်ဆိုလို့ရှိရင်တော့ ဖုန်း39 993 465 39ကိုနှစ်ကိုမနေ့ရှင်းနိုင်ရနေပြီးတော့ညနေ6:00နာရီအတွင်းမှာအသေးစိတ်စုံစမ်းပြီးမျက်နိုင်ပါရနော်ဟုတ်ပြီအဲ့တော့နှလုံးကုန်နှေးနောက်ဆက်တွဲပြဿနာတွေဘာတွေဖြစ်လာနိုင်လဲဆိုတော့ကျွန်တော်ဆက်ပြီးပြောပြပေးပါမယ်။အဲ့တော့နှလုံးကုန်နှုံးနှေးတဲ့အခါမှာနောက်ဆက်တွဲပြဿနာတွေအဓိကကြောက်တာပေါ့နော်။အဓိကတော့နှလုံးကုန်ရုတ်တရက်ရက်ပြီးတော့တေဆုံးသွားနိုင်တာ။အဲ့ဒါကိုကျွန်တော်တို့အဓိကကြောက်တာပဲ။အဲ့ဒါပြီးနောက်ဘာဖြစ်နိုင်လဲဆိုတော့နှလုံးမောဖောက်ပြီးဟက်အတက်ရတာကြီးပါလေ။ဖြစ်လာနိုင်တယ်။ မကြာခဏမူးမေ့ပြီးတော့လဲလဲဝါးရည်လည်းဖြစ်လာနိုင်တယ်ပေါ့နော်အဲ့မူးမေ့ပြီးခဏခဏလဲတဲ့တဲ့လို့ဆိုပုံသတိထားဖို့လိုတယ်နှလုံးကုန်လုံးမဲ့နှေးနေလားအဲ့နှလုံးကုန်နှေးတယ်ဆိုရင်နောက်ဆက်ပြဖြစ်တဲ့နှလုံးကုန်ရက်ပြီးတေဆုံးနိုင်ရည်လည်းတော်တော်ရှိတယ်အဲ့တော့ဒီပြဿနာတွေကိုကျွန်တော်တို့ကကြောက်တဲ့အနေနဲ့နှလုံးကုန်နှေးတာဖြစ်လာခဲ့ရင်လုံးဝမပေါ့စားဖို့လိုပါတယ်အဲ့တော့နှလုံးကုန်နှေးတာနဲ့ဆရာအောင်ပြရမလားဆိုတော့လည်းအဲ့လိုလည်းမဟုတ်သေးဘူးနှလုံးကုန်လုံးနှေးတာ60အောက်ဆိုကျွန်တော်တို့ကနေသတိထားဖို့လိုပြီအဲ့တော့ နှလုံးကုန်လုံးတော့နှီးတယ်ဒါပေမဲ့တခြားလက္ခဏာတွေမပြသေးဘူးဆိုရင်သတိထားပြီးတော့နေပြီးဖို့လူတယ်ဒါပေမဲ့နှလုံးကုန်လုံးနှီးတာတဲ့သူအပေါ်မှာကျွန်တော်ခုနကတော့ပြောပြခဲ့တဲ့လက္ခဏာတွေပေါ့မောတာတွေရင်ပတ်အောင့်တာတွေအဲ့ဒါမျိုးတွေပါတွဲဖြစ်လာတယ်ခဏခဏသတိလစ်တာတွေပါဖြစ်လာတယ်ဒါမျိုးဆိုကျွန်တော်တို့ကသတိထားဖို့လိုပြီအဲ့လိုခုနကျွန်တော်ပြောပြခဲ့တဲ့ယောဂလက္ခဏာတွေနဲ့အတူနှလုံးကုန်ကလည်းအများနဲ့ကျွန်တော်တို့ကအောက်ဆီမီတာနဲ့တိုင်းကြည့်တာနှလုံးကုန်လုံးအများနဲ့နှင်းနေဆိုရင်ဆရာဝန်နဲ့တေချာတန်ပြီးတော့လိုအပ်တဲ့ကုသမှုတွေခံယူဖို့လိုပါတယ် ဲ့တော့ဒီဆရာဝန်ကြီးရောက်လာပြီပေါ့နော်ဆရာဝန်ရောက်လာပြီဆိုကျွန်တော်တို့ကယောဂရှားတော့မယ်အဲ့တော့ဘလို့ရှားမလဲအရင်ဆုံးဆရာဝန်ကတော့ကျွန်တော်တို့ယောဂလက္ခဏာတွေကိုအရင်ဆုံးမေးမယ်ယောဂလူနာရဲ့ history ပေါ့နော်တမိုင်းရာသီတွေမေးကြည့်မယ်ပြီးလို့ရှိရင်စမ်းသပ်စစ်ဆေးမှုတွေလုပ်မယ်နှလုံးခုန်လုံးအတွက်ကိုကျွန်တော်တို့ကဒီရင်ဘတ်မှာတိုင်းကြည့်ပေါ့နော်ဘယ်ဘက်နှလုံးနေရာလေးမှာတိုင်းကြည့်တိုင်းကြည့်တော့နှလုံးခုန်လုံးတန်အောင်ထေချာနှာထောင်ကြည့်မယ်ပြီးရင်သူပါဆက်လုပ်မယ်ဆိုရင် ECG ဆွဲမယ် ECG ကို၃နီးလုံးဆွဲမယ်ကျွန်တော် ECG အကြောင်းရှိမှာဗီဒီယိုပြပြထားပြီးသားရှိတယ်သွားကြည့်လို့ရတယ်နော်၃နီးလုံးဆွဲမယ် ယူတဲ့ငိမ့်နေတဲ့ resting ECG ကိုလည်းဆွဲမယ် exercise ECG ကိုလည်းဆွဲမယ် emulative ECG လို့ခေါ်တယ်24နာရီနဲ့36နာရီအထိစိတ်ဝင်စေခဲ့မှာထားပြီးတော့စောင့်ကြည့်ရနည်းနဲ့လည်းကြည့်မယ်ပေါ့နော်အဲ့လိုနေနဲ့လုပ်လို့ရလို့အဲ့လို့ရှင်ဘာထပ်လုပ်မလဲဆိုရင် echo cardiogram ပေါ့နော် echo ရိုက်တာလို့ထပ်လုပ်မယ်နောက်ချက်ကရင်ဘတ်ဓာတ်မှန်ပေါ့နော် chest x-ray ရိုက်မယ်နောက်ပြီးတော့ MRI MRI ပေါ့နော်တန်လိုက်ဓာတ်မှန်လည်းရိုက်ရင်ရိုက်မယ်နောက်ပြီးတော့ CT scan ရိုက်မယ်နောက်လို့အဲ့လို့ရှင်နှလုံးသွေးကြောတွေပိုပြီးပေါ်ပြီးစစ်ဆေးတဲ့ coronary angiogram ထပ်ရိုက်ရင်ရိုက်မယ် ဲ့လိုမျိုးပုံစံမျိုးနဲ့ဒီနှလုံးနဲ့ပတ်သက်ပြီးတော့စစ်ဆေးမှုတွေအများကြီးလုပ်မယ်ပေါ့နော်အဲ့လိုစစ်ဆေးမှုတွေလုပ်ပြီးတဲ့အခါမှာနောက်ဘာဖြစ်လာမလဲဆိုတော့နှလုံးနဲ့ပတ်သက်တဲ့ယောဂအတိအကျသိလာမယ်နှလုံးကိုနေတာဓာကြောက်ဓာကြောက်ဓာကြောက်ဆိုကျွန်တော်အပေါ်မှာပြောခဲ့တဲ့ cost တွေထဲကတခုခုပေါ့နော်ရှိသိလာနိုင်မယ်အဲ့လိုအပ်လို့ရှင်တော့သွေးစစ်တာတွေစီးစစ်တာတွေဆက်လုပ်နိုင်မယ်ပေါ့ဗျာအဲ့လိုတိသွားပြီဆိုရင်တော့ကျွန်တော်ကုသမှုစောက်လို့ရပါတယ်အဲ့တော့ဘယ်လိုကုသမှုတွေလုပ်မလဲဆိုတာဆက်ပြီးတော့လေ့လာကြည့်အောင်နော် ဲ့တော့နှလုံးကုန်လုံးနှေးတာကိုကုသရည်နီးတွေရှိရပါတော့အဲ့တော့အဲ့ကုသရည်နီးရမှာမှာကျွန်တော်အရေးပေါ်ကုသရည်နီးရှိတယ်နောက်ချက်ကနောက်ဆက်တွဲပေါ့နော်သူနဲ့တွဲဖက်နေတဲ့ယောဂါတွေကိုကုတာရှိတယ်နောက်တစ်ခုကတော့နှလုံးဆက်တက်တာလို့ခေါ်တယ် pace maker တက်တာရှိတယ်အဲ့သုံးနည်းနဲ့သွားလို့ရတယ်အဲ့တော့အရေးပေါ်အခြေအနေမှာနှလုံးကုန်လုံးအရန်နှေးလာပြီဆိုရင်နှလုံးကုန်ရက်သွားနိုင်တယ်အဲ့ဒီအချိန်မှာကျွန်တော်ဘာလုပ်လို့ရရလဲဆိုတော့ atrophin ဆိုတဲ့ဈေးကိုကျွန်တော်တို့ကဆရာဝန်တယောက်ကအရေးပေါ်ထိုးပေးလို့ရတယ်အဲ့ဒါဆိုနှလုံးကုန်လုံးပြန်ပြီးတော့မြန်လာနိုင်တယ်အဲ့ဒီအပြင်ကိုကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ နှလုံးကိုယ်လုံးနှေးတာနဲ့တွဲဆက်နေတဲ့နောက်ဆက်တွဲရောဂါတွေပါကုပေးရမယ်။ hypothyroid ဖြစ်တယ်ပေါ့နော်။ thyroid hormone နည်းတယ်ဆိုရင် thyroid hormone နဲ့ပြန်ပြီးတော့ဆေးနဲ့ပြန်ပြီးတော့ကုသမယ်။အဲနောက်တစ်ချက်က obstructive sleep apnea လို့ခေါ်တဲ့အိမ်နေတဲ့အချိန်မှာတက်ယူရုပ်တရက်ရက်တက်တဲ့ယောဂဖြစ်ခဲ့ရင် CPAP လို့ခေါ်တဲ့ဆက်တက်တာမျိုးတော့ခွဲစိတ်ကုသတာမျိုးအဲ့လိုလုပ်ပေးဖို့လိုတယ်ခန္ဓာကိုယ်မှာဓာတ်စားတွေမညီမညာဖြစ်ခဲ့လို့ရှင်လေဓာတ်စားတွေညီမညာအောင်ပြန်ပြီးတော့ဖြည့်ပေးတာမျိုးလုပ်ပေးလို့ရတယ်အဲ့လိုဒီနေ့မှမဟုတ်ဘဲနဲ့ဘလို့မှကုသလို့မရတော့ဘူးနှလုံးကိုယ်လုံးနှေးရတော်တော်ချင်းနေဆိုးပြီဆိုရင် ရုပ်တရက်နှလုံးကိုရက်တက်နိုင်တဲ့အတွက်ကြောင့်မလို့နှလုံးဆက်တက်တာလို့ခေါ်တယ်။ pacemaker တက်ပြီးတော့ကုသလို့ရတယ်။အဲ့ဒီနည်းနဲ့ကျွန်တော်ကုသလို့ရပါတယ်။အဲ့တော့နှလုံးကုန်လုံးနှေးတာတွေနှလုံးကုန်လုံးမြန်တာတွေဘယ်လိုပဲဖြစ်ဖြစ်ပါနှလုံးနဲ့ပတ်သက်ပြီးလို့ရှိရင်တော့နှလုံးကျန်းမာအောင်ကြိုပြီးကာဝယ်ရတော့အကောင်းဆုံးပဲဒါကြောင့်မလို့ကျွန်တော် ကာဝယ်နည်းတွေကိုနောက်ဆုံးအနေနဲ့ကျွန်တော်တင်ပြပေးလိုက်ပါတယ်အဲ့တော့ဘယ်လိုတွေကာဝယ်မှာလဲဆိုတော့သွေးရောဂါရှိရင်သွေးရောဂါကိုအသေးစားထိန်းနိုင်အောင်လုပ်သွေးရင်းအဆီဒက်များရဲဆိုရင်သွေးရင်းအဆီဒက်ကိုတည်တည်ချာချာနဲ့ ထိမ့်ညိနိုင်အောင်လို့ကုသမှုခိုင်ဖို့လိုတယ်စလိတ်တွေဆေးရွက်ကြီးတွေပါတဲ့အရာတွေအကုန်လုံးရှောင်ကျင်ပေးရအောင်ဒီကစလိတ်မတော့နေဘူးပြောချင်တာကတော့နောက်ကိုလေးချင်ကိုကောင်းကောင်းထိမ့်သိမ့်ပေးရမယ်နောက်တစ်ခုကအာဟာရပြည့်ဝပြီးတော့လက်ဆက်တဲ့အစားအစာတွေကိုစားရမယ်အရက်ပါဝင်တဲ့ရမကာတွေကော်ဖီတွေတောက်သုံးခြင်းကိုလည်းချော့ချရင်ချော့ချမချော့ချရင်ရှောင်ပေးရမယ်နောက်တစ်ခုကကွန်းပေါ့ကွန်းစားတာကိုရှောင်ရင်ရှောင်မရှောင်နိုင်ရင်လည်းတတ်နိုင်အောင်ချော့စားမွေးစည်းဝါးတွေကတော့တတ်နိုင်အောင်ရှောင်ပေးအိတ်ချိန်အောင်လုံးအောင်အိတ်အေးမပြတ်စေနဲ့တနေ့ကိုမိနစ်30လောက်ကိုလည်းလှုပ်ရှားလေ့ကျင့်ခန်းလေးလုပ်ပေးအဲ့တော့နှလုံးရောဂါတွေတမားဆိုတော့ ကိုလည်းလို့ရှာလေးခြင်းကပြင်းပြင်းထန်ထန်တော့မလုပ်ပါနဲ့လမ်းလျှောက်တာပါညာပဲလုပ်ပြီးပါအဲ့တော့ဘယ်ဆေးမစုံနှလုံးသမားဒီအန်ရရှိရတဲ့ကြောင့်မလို့ကိုယ့်သဘောနဲ့ကိုမတော့ဖဲနဲ့ဆရာဝန်ညွန်ကြားချက်နဲ့ပဲတောက်ပေးပါအဲ့ဒါအရေးကြီးပါတယ်နောက်တစ်ခုကတော့နှလုံးကုန်နှေးတာကိုဒီလက်ပတ်နိုင်လေးပုံစံမျိုးနဲ့ပေါ့နော်ဆက်တက်ပြီးတော့ဝေးထင်းကရိယာတခုနဲ့တက်တက်ပြီးတော့ဆရာဝန်နဲ့တေချာတန်ပြီးတော့အမြဲတမ်းစောင့်ကြည့်ပြီးတော့ ကိုယ်နှလုံးခုန်လုံးနဲ့ပတ်သက်ပြီးအမြင်နဲ့လေ့လာနေဖို့လိုပါတယ်။အဲ့လိုပုံစံမျိုးနဲ့အမြင်နဲ့ကာဝေနိုင်မယ်ဆိုရင်တော့နှလုံးခုန်နှီးတာနဲ့ပတ်သက်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့နှလုံးခုန်ရုတ်တရက်ရက်ပြီးတော့တေဆုံးတာမျိုးတွေနှလုံးမောဖောက်တဲ့ heart attack ဖြစ်တာမျိုးတွေအဲ့ဒါမျိုးတွေအများကြီးကာဝေနိုင်မှာဖြစ်တယ်လို့ပြောချင်ပါတယ်။ဒီလောက်ဆိုလို့ရှိရင်နှလုံးခုန်နှီးတာနဲ့ပတ်သက်ပြီးတော့တည်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 တဲ့အချက်တော်များကိုသိသွားကြပြီလို့ထင်ပါတယ်။ ဒီလိုဗီဒီယိုလေးတွေကိုကျွန်တော်တို့ရဲ့ channel ကအမြဲတမ်းတင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပြီးတော့အမြဲတမ်းစောင့်မျှော်အားပေးကြပါလို့ပြောရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ကတော့ AN channel မှာကျမရဲ့ဘူးသူရတဲ့အမြဲတမ်းတင်ဆက်ပေးနေတဲ့ဒေါက်တာယူပါပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံလို့ရမယ်နော်